ကီဗင်ဒီဘရိုင်းနာကမန်ချက်စတာစီးတီးကထွက်ခွာပြီးတဲ့နောက်မှာတော့နာပိုလီအသင်းကိုပြောင်းရွှေ့ဖို့ရွေးချယ်ခဲ့ပါတယ်ဒီဘရိုင်းနာရဲ့ခြေစွမ်းကအလက်ကြီးရှိသေးတယ်ကျွန်တော်တို့ဥရောပထိပ်တန်းလိဂ်တွေမှာဆက်မြင်ရမှာဖြစ်တဲ့အတွက်အားလုံးအတွက်ဝမ်းသာစရာလည်းဖြစ်တယ်နာပိုလီကသူနဲ့တော်တော်လေးလိုက်ဖက်တဲ့အသင်းအဖြစ်လည်းကျွန်တော်အနေနဲ့ယူဆမိရဲ့ဒါကြောင့်မို့ဒီဘရိုင်းနာနာပိုလီကိုရွေးချယ်ခဲ့တဲ့အကြောင်းသူ့ရဲ့ခြေစွမ်းကအီတလီမှာဘယ်လိုမျိုးလိုက်ဖက်နေသလဲဆိုတဲ့အကြောင်းကိုဒီဗီဒီယိုကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါတယ်ဂီဗင်ဒီဘရိုင်းနာကတော့ဒါနာပိုလီအသင်းကိုရွေးချယ်ခဲ့တယ်ပေါ့နော်အဲ့တော့ပြီးခဲ့တဲ့ရက်ပိုင်းတွေတော့တတင်းကဒါတက်ခဲ့ပြီပေါ့ဒါပေမဲ့ကျွန်တော်စီတယ်မှာဒီအကြောင်းကတော့ဒါတော့ရှောက်ကိုရှိနေတယ်နာပိုလီအသင်းကိုလည်းဒါသဘောကျတယ်ပေါ့နော်အနီဘယ်စ်မြို့ပြီးတော့သူတို့ရဲ့ဒီဘန်နာယေးအင်အားနီဘယ်မြို့အီတလီတောင်ပိုင်းနဲ့အီတလီမြောက်ပိုင်းဒီအပြိုင်မှုတွေမှာဒါနီဘယ်စ်ဟာခုနောက်ဆုံး၃နှစ်မှာဒါ၂နှစ်အဘူဆွဲခဲ့တာဖြစ်တဲ့အတွက်ဒါအားရဖို့လည်းကောင်းတယ်အဲ့တော့ဒီအားရဖို့ကောင်းတဲ့အနေထားကတော့ အီရန်နှစ်ခုမတူဘောနော်ဒီအီရန်နှစ်ခုမတူတဲ့အချိန်ဒီမှာဒီကွန်တီရဲ့အီရာကိုဒဘရိုင်းနာရောက်ရှိလာပြီးအဲ့တော့လက်ရှိအသင်းမှာရှိနေတဲ့လူကောက်ခုပြီးတော့ဒီစကော့မက်တော်မီနီတို့နဲ့ဒဘရိုင်းနာဘယ်လိုပေါင်းဆက်မလဲပေါ့လေအဲ့တော့ဒဘရိုင်းနာကတေးကြတဲ့ဒီရွေးချယ်မှုတွေပြုလုပ်တဲ့နေရာမှာသူ့အနေနဲ့အဲဒီတော်တော်လေးကိုအမ်ပြောမဆိုရင်ဒီ rational ဖြစ်လေရှိတယ်ပေါ့နော်အဲ့တော့ဒီသင်ရှားတဲ့ဖြစ်ရတစ်ခုရှိပါတယ်ဒဘရိုင်းနာက Manchester City ရဲ့2021မှာစာချုပ်သက်တမ်းတိုးဖို့လုပ်တော့ ဒီ rainer လုတ်ခဲ့တာကသူ့ရဲ့ခြေစွမ်းကိုဒါ data analyst တွေနဲ့ဒါဆုံးဖြတ်ပြီးတော့ဒီချိန်ထိုးပြီးတော့သူလားစာဖလားရောက်တင်တယ်လဲဆိုတဲ့အခြေအနေကိုဒါ Manchester City ကိုတင်ပြခဲ့တယ်ပေါ့နော်ဒါဘောလုံးတမိုင်းမှာဘယ်တော့မှမရှိခဲ့ဘူး the rainer ကစပြီးတော့နောက်ပိုင်းမှာတော့အဲ့ဒီ trend ကတော်တော်လေးကြီးမားလာခဲ့တယ်ပေါ့နော်အဲ့တော့ဒီသူ့ရဲ့ခြေစွမ်းကိုချိန်ထိုးပြီးတော့ အသင်းကိုပြန်ပြီးတော့ challenge ခေါ်တာပေါ့နော်အသင်းကိုပြန်ပြီးတော့ challenge ခေါ်ပြီးငါလားစားဒီလောက်ရတဲ့နေဘာလို့လဲဆိုတော့ငါဒီလောက်ကောင်းလို့ဆိုတဲ့ပုံစံမျိုး designer ကလုတ်ခဲ့တယ်ပေါ့နော်လုတ်ခဲ့ပြီးတော့တကယ်လဲရခဲ့တယ်သူဟာအငြင်းတန်းသူ့ရဲ့ဒီပေါင်း3000 8000ကျွဲရရှိခြင်းကိုဒီအတိအကျဒီတပဲနီကအစထိုက်တန်တယ်လို့ယုံကြည်ရဲ့လူဖြစ်တယ်ပေါ့နော်သူ့ချေစွမ်းကလည်းအလုံးမြင်တဲ့အတိုင်းပဲသူကိုယ်တိုင်လည်းဒါသူ့ရဲ့ interview တွေမှာပြောတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆိုလို့ကျင်တာ rational ဖြစ်တယ် အဲ့တော့သူ့ကိုကန်လန်းမှုတွေဒါရှိတယ်ဆော်ဒီကလည်းရှိတယ်အမေရိကကလည်းရှိတယ်တခြားဒီပတ်စံတွေပုံပေးပြီးတော့ကန်လန်းတဲ့နေရာတွေရှိတယ်ဒါပေမဲ့ဒဘရိုင်းနာဟာနာပိုလီကိုရွေးချယ်ခဲ့တယ်အဲ့တော့ဒါသူ့ရဲ့ယုံကြည်ချက်နဲ့ချက်တူကြနေတယ်ပေါ့နော်သူမန်ချက်စတာစီးတီးကနေထွက်ခွာတော့မယ်လို့ပြောတဲ့အချိန်ကလေးကပေါ့နော်သူဟာအမြင့်ဆုံးအဆင့်မှာဆက်ကစားနိုင်သေးတယ်သူတတ်သိပြနိုင်သေးတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့အီတလီဟာဟိုးအရင်ကထောင်90ကာလရေရလို့ထိတ်ဆုံးပြင်ကြီးမဟုတ်တော့ပေမဲ့ထိတ်ဆုံးကမ္ဘာပေါ်လုံးထိတ်ဆုံးနေရာတစ်ခုမှာတော့ ဆက်လက်ပြီးတော့တည်ရှိနေစေပဲပြီးတော့ Debrainer နဲ့ပုံမှုပြီးတော့ kajian ရည်အဲ့တော့ Debrainer ကဒါအသက်တော့ကြီးလာပြီးအကောင်းဆုံး peak physical peak မှာတော့မဟုတ်တော့ဘူးဒါပေမဲ့ခြေစွမ်းအရာအကောင်းဆုံးဒီအရာတွေကျန်နေသေးတယ်ဆိုတာကိုကျွန်တော်တို့ဒါလက်ခံရမှာဖြစ်တယ်အဲ့တော့အဲ့ဒီအရာကလက်ရှိ Italy series နဲ့အင်မတန်ကိုက်တယ်ပေါ့နော်အဲ့တော့ series ကကျွန်တော်တို့ Premier League နဲ့ရှင်လိုက်ရင် intensity ပို့ပြီးတော့ညော့တယ်ပြီးတော့အမြန်တော့ပို့ပြီးတော့ အဲနေမယ်ပေါ့နော်အဲ့တော့ဒီအခါမှာ De Bruyne လိုမျိုးအသက်ကြီးလာတဲ့ကစားသမားအတွက်ပို့ပြီးတော့အဆင်ပြေတယ် Premier League ရဲ့ထိပ်တန်းကစားသမားတွေက series မှာတောက်လျှောက်ချီဆွမ်းပြခဲ့တဲ့ Adin Chaku တို့ပြီးတော့ဒီ Chris Smalling Ashley Young တို့ကအစနောက်ဆုံးတာ Scott McTominay တို့အထိပေါ့နော်အကုန်လုံးကချီဆွမ်းပြနိုင်ခဲ့တယ်အဲ့တော့သူတို့အတွက်ဒီလမ်းကြောင်းကြီးတစ်ခုလည်းဖြစ်နေပြီဒါဒါပေမဲ့ De Bruyne ကခုနပြောခဲ့တဲ့ကစားသမားတွေအားလုံးထက် မြင့်တယ်လက်ရှိအခြေအနေမှာဒါအသက်ကြီးလာသည်ဆိုတဲ့တိုင်အောင် ခုနပြောခဲ့တဲ့ကစားသမားတွေအားလုံးထက်မြင့်ပြီးတော့သူဟာဒီအနိုင်အနေထားနဲ့ထွက်ကားလည်းမဟုတ်ဘူးအမြင့်အနေထားနဲ့ထွက်ခဲ့ရတာပေါ့နော်အဲ့တော့ဒရိုင်းနာကဒီနေရာမှာဘယ်လိုဘယ်လိုအံ့ဝင်နိုင်လဲနာပိုလီဟာကျွန်တော်ဆိုခဲ့ပြီးသလိုပဲနာပိုလီကနည်းနည်းလေးဒီအခြေခံလူရန်းစားတွေကိုစားပြူတဲ့ club ဖြစ်တယ်ပေါ့နော်အီတလီတောင်ပိုင်းကိုစားပြူတယ်အဲ့တော့အဲ့ဒီဝိသေသလေးရှိတယ်ကေမန်ဒဘရိုင်းနာကိုရိုင်းကလည်းဒါပြောမယ်ဆိုရင်ဒါသူ့အနေနဲ့ဒီ middle life ပေါ့နော်။ तू ချမ်းသာအရင်ချမ်းသာကြီးတော့မဟုတ်ဘူး။အရင်အစဉ်ရည်လည်းမဟုတ် middle life ကလာတယ်။ပြီးတော့ဒီ तू မွေးစားမိပါတဲ့စီမား तू ရုန်းကန်ခဲ့ရတာတွေရှိရဲ့။သူ့ရဲ့ပေါင်းစင်ဆက်ဆံရေးအားနေတယ်ပေါ့နော်။အဲ့တော့အဲ့လိုမျိုးအခြေအနေလေးတွေနဲ့ပြီးတော့သူ့ရဲ့ဘဝမှာမကြာခဏ setback တွေဖြစ်လေရှိရဲ့ပေါ့နော်။ Chelsea ကိုရောက်တယ်ဒုက္ခတွေ့တယ်ဒုက္ခတွေ့ပြီးတော့ဒီ Germany ကိုပြန်ထွက်ကစားရတာမျိုးဒုက္ခလေးတွေအမြဲတမ်းရှိတယ်။ तू ကြော်လဲကြော်ဖြတ်နိုင်ခဲ့တယ်ပေါ့နော်။အဲ့တော့စိတ်ဝင်စားစရာကောင်းပြီးတော့ပြီးခဲ့တဲ့နှစ်ရာသီအရဆိုရင်တော့သူ့ရဲ့ဒီ setback လေးလို့ပြောလို့ရတယ်။တန်ရာပြဿနာတွေကြောင့်ခြေစွမ်းကအနည်းငယ် ဒီကျွန်တော်တို့ပုံမှန်မြင်နေတဲ့ debriner prime debriner မဟုတ်တော့ဘဲနဲ့တဆင့်လျော့သွားသလိုဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီ setback ကနေသူပြန်လာနိုင်မလားကျွန်တော်တို့စောင့်ကြည့်ရမယ်အဲ့တော့ဒီနေရာမှာ double lee နဲ့ဘယ်လိုလိုက်ဖန်နေတယ်လဲပေါ့နော် double lee ကပြီးခဲ့တဲ့ຢာသိမှာ၄၃၃ပုံစံကိုအသုံးပြုခဲ့တယ်အဲ့တော့၄၃၃ပုံစံအသုံးပြုခဲ့တဲ့နေရာမှာဒါ tomini က433နဲ့433တဲ့ hybrid လို့ပြောရမှာပေါ့နော်အဲ့တော့ lobot ka example angie so ဒီဘက်မှာ scott matomini ရှိ tomini ကဒါရှေ့ကိုဒါ drive နေပေါ့နော်အဲ့တော့ ဒီညာဘက်အချမ်းဒီ Manchester City 433မှာသူကစားခဲ့တယ်လို့ပဲ Kevin De Bruyne အဲ့နေရာမှာကစားလာဖို့များတယ်ပေါ့နော်အဲ့လိုကစားပြီးတော့သူ့အနေနဲ့ဒီသူ့ရဲ့ passion အနေနဲ့ queen ကိုဆက်လက်ပြီးတော့ခြေလှယ်ဖို့ရှိတယ်အဲ့တော့ Italy ဟာဒီ classic number 10အနေနဲ့ပတ်သက်လာရင်ဒါ Italy မှာ classic number 10ဒီအတွက်အရင်ကြီးကောင်းမွန်တဲ့နေရာမဟုတ်ဘူးပေါ့နော်အရင်ကောင်းမွန်တဲ့နေရာမဟုတ်ဘူးကျွန်တော်တို့ Dow Shaw ဆိုသလိုဒါ Belgium ပေါ့နော် ရောဘတ်တိုဘက်ကီယိုကျွန်တော်တို့အားလုံးသိတဲ့တကယ်ကနဝင်းနဲ့မထန်ကြီးဒါပေမဲ့ရောဘတ်တိုဘက်ကီယိုတော့သူ့ရဲ့အကောင်းဆုံးအချိန်တွေမှာအီတလီမှာကြောင်ပြောက်ခဲ့တယ်။ဘာလို့လဲဆိုတော့အီတလီကဒီတူးချင်းကျွမ်းကျင်မှုတူးချင်းစွမ်းရည်ထက်ဆိုင်ရင်အသင်းလိုက်ဆိုပြီးတော့ပို့သွားတယ် defensive organization ကိုပို့သွားတယ် systematic approach ကိုပို့သွားတယ်ပြီးတော့ဒီ transitional attacking ပေါ့နော်ဒီအကူအပြောင်းတိုက်ခိုက်မှုတွေကိုပို့သွားတယ်ပေါ့နော်အဲ့တော့နံပါတ်10ဒီဘက်ကီယိုတို့ကြတော့ skills အရင်ကောင်းတယ် အဲ့တော့ SKS အရန်ကောင်းပြီ SKS ရင်လည်းကစားနေတာတက်ဆိုင်ပို့ပြီးတော့တိုက်ရိုက်သွားတဲ့ဝေးဟာအီတလီဆန်တယ်လို့သတ်မှတ်ကြတယ်ဗောနော်ဒါကြောင့်မလို့ဒါမာရဒိုနာအောင်မြင်ခဲ့တာမှန်တယ်ဘက်ကီယိုလည်းအထိုက်လျောက်ဗောနော်သူဒီစီးရီးမှာဆိုရင်သူအောင်မြင်တဲ့လောက်အောင်မြင်ခဲ့တာမှန်တယ်ဒါပေမဲ့ဘက်ကီယိုဟာအဲ့ဒီထက်ပို့ပြီးတော့အောင်မြင်လို့ရတဲ့ခြေစွမ်း level မှာရှိတယ်တကယ်ထိတ်တန့် level မှာရှိတယ်ဒါပေမဲ့လည်း မဖြစ်ခဲ့ဘူး။ဘာလို့လဲဆိုတော့60နဲ့1000ကြာ CDA ကအဲ့ဒီအချက်ကိုအင်မတန်ကန့်သက်လို့ပေါ့နော်။ပြောမယ်ဆိုရင်ဒီ third attacker လို့အီတလီမှာခေါ်တယ်ပေါ့နော်။အဲ့ third attacker ဟာဒီ number 10 rule အတွက်နေရာတွေပျောက်ခဲ့တယ်။အဲ့တော့၄၄နှစ်စက်ခီရဲ့၄၄နှစ်တွေအင်မတန်ခက်စားနေတဲ့အချိန်ဒီမှာဒီ Capello တို့ Marcelo Lippi တို့အားလုံးက defensive minded နီးပြားတွေပေါ့နော်။အဲ့တော့အဲ့ဒီ defensive minded နီးပြားတွေ system ဒီ minded နီးပြားတွေဟာ number 10ကိုဒီ number 10စစ်စစ်ကိုသူတို့မကြိုက်ကြဘူး။ number 10စစ်စစ်မဟုတ်ဘဲနဲ့ mobile number 10တွေ ိုပန်တို့လိုပြီးတော့စီတန်းတို့လိုအဲ့လိုပုံစံမျိုးတွေကိုပို့ပြီးတော့ဒါ favor ပေးခဲ့ကြတယ်အဲ့တော့ De Bruyne က classical number 10မဟုတ်ဘူးအဲ့ဒီခုနဒီစီတန်းတို့လိုမျိုးဒီပိုပန်တို့လိုမျိုးဘက်ကိုသွားရဥပမာပိုပန်လို့ဆိုပို့ပြီးတော့တူတယ်ဘောတော့ De Bruyne ကပိုမြင့်တဲ့အဆင့်မှာရှိတယ် De Bruyne ရဲ့ဒီကစားသမားဘောကစကားကသူစပြီးတော့ကြွေးကြော်ခဲ့သူ့အနေနဲ့ကစားတဲ့နေရာ Manchester City ကိုရောက်ရောက်ချင်းမှာ600ကစားနိုင်တယ်လို့သူပြောခဲ့တယ်ဗောနော်တကယ်တော့600ထပ်တောင်ပိုသေးတယ်နောက်ပိုင်းမှာသူ့အနေနဲ့ဒါ force line တွေလည်းကစားရတယ် ဒီကွင်းလေဒီပလိုင်း playmaker တွေလည်းကစားရတယ်ရှိတယ်ပေါ့နော်တောင်မှတစ်ဖက်စလုံးမှာလည်းကစားရတယ်နမချမ်းမှာလည်းကစားရတယ်ပြီးတော့ဒီ free aid လို့ room မှာလည်းကစားရတယ်ပေါ့နော်ပုံစံမျိုးစုံ responsibilities မျိုးစုံနဲ့ကစားခဲ့ရတယ်အဲ့ဒီခါမှာ designer ဟာအခုအချိန်မှာအားလုံးသူ့မှာပြည့်စုံနေပြီးသူ့မှာကြာသွားဆိုတော့ physical ပဲရှိတယ်ဒါကြောင့် designer ဟာဒီတော်တော်လေး rare ဖြစ်တဲ့ playmaker type ပေါ့နော်အမတိုနီခရော့စ်တို့က physical robust ပေါ့နော်ဝုံးတိုင်းကျပြီးတော့ physical အမြန်နှုံးမရှိဘူးအမ် diviner ကြတော့အမြန်နှုံးလည်းရှိတယ်တောင်ပန်ကစားသမားဘဝလာတဲ့အတွက်အမြန်နှုံးရှိတယ် robust လို့ခေါ်တယ်ဒီ robustness လို့ခေါ်တယ်ပောက်ခွဲအားတွေကျွန်တော်တို့ရှိတယ်မာကျောမှုလည်းရှိတယ်အဲ့တော့အခုကတော့လည်းနင်းငယ်ကြသွားပြီဒါပေမဲ့သူ့မှာရှိနေစဲစွမ်းရည်တွေဟာအီတလီဘောလုံးရဲ့တံမိုးထားတဲ့အရာရင်းနဲ့ဒါကိုက်ညီနေတာကိုကျွန်တော်တို့တွားပြီးတော့တွေ့ရတယ်ဒါကြောင့်မလို့ diviner ဟာဒီ double အသင်းမှာဆက်လက်ပြီးတော့သူ့ရဲ့ဒါရွှေရောင်လေးရက်တွေကိုဆက်လက်ပြီးတော့ ကောင်းတဲ့ပုံနိုင်မယ်လို့ယူဆတယ်ကျွန်တော်တို့ကတော့ဒါအင်မတန်ကောင်းတဲ့သတင်းပေါ့နော်ဒရိုင်းနာကိုကျွန်တော်ကဥရောပဘောလုံးမှာဆက်ရှိတင်သေးတယ်ဆက်ရှိနေအောင်မယ်လို့ကျွန်တော်ယူဆတယ်ဒီအတွက်လည်းကျွန်တော်အရှိလုံးကလည်းဗီဒီယိုတွေလုပ်ခဲ့ပူတယ်ပေါ့နော်အဲ့တော့အခုမြင်ရမှာဖြစ်တဲ့အတွက်ဒါအင်မတန်ပျော်ရွှင်ရတယ်ကျွန်တော်တို့ဆက်ပြီးတော့ကြည့်နေရမှာပြီးတော့နာပိုလီရဲ့နောက်ထပ်ခက်တစ်ခုပေါ့နော်ကွန်တီကလည်းဆက်လက်ရှိနေမယ်ဆိုသိရတဲ့အခါမှာနာပိုလီရဲ့ခက်တစ်ခုကိုသူတို့အနေနဲ့ထပ်ပြီးဖောက်နိုင်တယ်လို့ကျွန်တော်ယူဆမိတယ်ပေါ့နော်အဲ့တော့ဒီ London Tests ရဲ့အသင်းကတော်တော်လေးစနစ်ကျတယ်ပြောင်းရွှေ့လုပ်တဲ့အခါမှာ တော့သူတို့တကယ်မာကစတာတွေကိုသူတို့ခေါ်ယူဘူးပါလေဟီကွာရင်တို့လို့ခေါ်ယူဘူးခဲ့တယ်ပေါ့နော်အဲ့တော့အခုအချိန်မှာတော့ဒါဒီဘရိုင်းနာကိုအလွတ်ပြောင်းရွှေ့ခြင်းတယ်သူတို့ခေါ်နိုင်ခဲ့ပြီဒီဘရိုင်းနာအနေနဲ့ sorry မှာရမယ့်ပတ်စံထက်တော့ဒီမှာအများကြီးနေတယ်ဒါပေမဲ့သူ့ရဲ့ပြောစကားအတိုင်းပဲသူဟာ take stand အဆင့်မှာ selection ပြိုင်နေခြင်းနိုင် နေစဲရှိတာပြတ်တက်လို့တာဖြစ်တဲ့အတွက်ဒူနာပိုလီကိုရွေးချယ်ခဲ့တယ်အဲ့တော့ဒီရွေးချယ်မှုပြီးတော့ဒီသူ့ရဲ့အန်ကိုက်နေတဲ့အရေးအသွေးတွေပေါ့နော်အဲ့တော့ဒီအရေးအသွေးတွေကဆက်လက်ပြီးတော့ကျွန်တော်တို့ချက်မြင်ရဖို့ရှိတယ်ဒီအရေးအသွေးတွေမှာဆိုရင်ကျွန်တော် assist ဘိုင်းဆိုင်ရာဆိုရင်ကြာသွားတာလုံးဝမတွေ့ရဘူးပြီးတော့ creative ပေါ့နော်ပြောမယ်ဆိုဘောလုံးဖန်တီးမှုအခွင့်အရေးဖန်တီးမှုအချက်လက်တွေလည်းကြာသွားတာကျွန်တော်တို့တွေ့မြင်ရခြင်းမရှိဘူးကောင်းမြတ်ကောင်းနေစေပဲပေါ့နော်ဒီရိုင်းနာဒါပေမဲ့ပေါ်ထွက်ခင်နေသားတာပဲရှိရတယ်။တန်ရာပဒနာကြီးကြောင့်အဲ့တော့အခုချိန်မှာအဲ့ဒါတွေက fully recover ဖြစ်နေပြီ။အ တော်တော်လေးဒီဗရိုင်နာကောင်းနေပြီသူရဲ့ဦးကြဝေဒနာလည်းတော်တော်လေးကိုတတ်တန်နေပြီလို့သိရတယ်ဗောနော်အဲ့ဒီခါမှာတော့ကျွန်တော်တို့ပုံမှန်ဒီဗရိုင်နာကိုပြန်မြင်ရဖို့ရှိရလို့ကျွန်တော်တို့ယူဆမိတယ်အဲ့တော့ကေဗင်ဒီဗရိုင်နာနဲ့နာပိုလီရဲ့အတွေ့အဖက်ကိုဒါဒီဂျစ်ချူနေတဲ့မိတ်ဆွေတွေရောဘယ်လိုမျိုးထင်ကြလဲဒီဗရိုင်နာဘယ်လောက်ထိအဲပေးနိုင်အောင်မယ်လို့ထင်လဲပြီးတော့ဒီကွန်တီရဲ့စနစ်မှာဗောနော်ကွန်တီရဲ့စနစ်မှာဘယ်လောက်ထိအံဝင်နိုင်လို့ထင်လဲပုံမှန်အားဖြင့်ဆိုရင်ကွန်တီက work ethic ကိုဦးစားပေးတဲ့နည်းပြလို့သတ်မှတ်ကြတယ်ဗောနော်တကယ်တော့ဒီဗရိုင်နာ work ethic အရန်ကောင်းတယ် ကစားသမားတစ်ယောက်ဖြစ်တယ်သေသေးချာချာလေ့ကျင့်တတ်တဲ့ကစားသမားဖြစ်တယ်အင်မတန်စီးကန်းရှိတယ်မိသားစုဘဝကိုအင်မတန်တန်ဖိုးထားတယ်အဲ့တော့တော်တော်လေးပေါ့နော်ရှေးခေတ်နီးပြားတွေရှေးခေတ်စိတ်တယ်နီးပြားတွေတက်အကြိုက်ပုံစံပေါ့နော်ဘာကြီးရရင်နည်းတယ်အဲ့တော့ဒီလိုကစားသမားလေးဖြစ်နေတဲ့အခါမှာကျွန်တော်ကတော့အင်မတန်ကိုက်ညီလို့ယူစားတဲ့မိတ်ဆွေတို့ကဘလို့ယူစားကြတယ်လဲဆိုတော့ကောမမမှန်ပေးသွားခဲ့ဖို့ဖိတ်ခေါ်ခြင်းပါတယ်ကျေးဇူးအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ